ရွေးချယ်စီရာများပြားလှတဲ့ကျွန်တော်တို့2025ကြီးမှာဒီတဲ့အများကြီးဈေးပိုတက်တာပြီးတော့ဒီတဲ့အများကြီးပို့ပြီးတော့ user ပဲဖြစ်တဲ့ဖုန်းတွေကအများကြီးရှိနေပြီလို့ထင်တယ်။ဆိုဒီဖုန်းကိုကြည့်ပြီးတော့ကျွန်တော်စဉ်းစားမိတာပေါ့နော် iPhone 17 Air ကရောဒီကောင်လမ်းစဉ်အတိုင်းပဲလိုက်မှာလား။ဒီကောင်နဲ့ဘာလို့ကွာမှာလဲ။အဲ့ဒါတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ Okay ဖုန်းအပားတွေခေကိုကျွန်တော်တို့စတင်ရောက်ရှိလို့လာပါပြီ။ ဇလန်ဘမာစလဲဆိုလို့ရှိရင် Apple က iPhone 17 series မှာ17 Air ထွက်မယ်လို့ကြားလိုက်ပြီးတဲ့အချိန်ကနေစပြီးတော့ဖုန်းကုမ္ပဏီတွေကနော် Apple ထက်အရင်ဖြစ်အောင်လို့စူးစမ်းကြရာနေ Apple ထက်အရင်ဒီဖုန်းအပားတွေကိုငါတို့အရင်ထုတ်တာဆိုပြီးဖြစ်အောင်လို့လောက်ကြရင်းကနေပြီးတော့ထွက်လာခဲ့တဲ့ပထမဦးဆုံး mainstream player ကတော့ Samsung ပေါ့နော် ဆိုတော့ဒီနေ့ဗီဒီယိုပြမြောက်ရေးအတွက်ကျွန်တော်စီကို Samsung Galaxy S25 H ကိုအစောကြီးပို့ပေးတဲ့ One Mobile World Touch လေးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ description ထဲမှာ One Mobile World Touch လေးရဲ့ link ကို mentioning ခေါ်ပေးထားတယ်အဲ့ဒီမှာတစ်ချက်တွားရှုကြည့်လိုက်ပါဆိုတော့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ပြောစရာတွေကတော့ပြောရရင်တော့အများကြီးရှိတယ်ပထမအဦးဆုံးကျွန်တော်တို့နာမည်ကနေစလိုက်ရအောင်သူ့ရဲ့နာမည်က Samsung S25 H လို့ခေါ်တယ်အရင်ကကျွန်တော်တို့ H ဆိုလို့ရှိရင်เนาะ ဘေးဒီ h လေးတွေကဒီလိုကိုင်းနေလို့ h လို့ခေါ်တာဒီကောက်မှာဘာဖြစ်လို့ h လို့ခေါ်တာလဲမပြောတော့အိပြေတော့မရှိဘူးတခြားသောရွေးချယ်စရာနာမည်တွေလည်းအများကြီးရှိတဲ့အထဲမှာမှာဘာဖြစ်လို့ h လဲဒီတို့အရင်တုန်းက nostalgia ကိုပြန်ပြီးတော့2%လို့လဲတော့ဖြစ်ကောင်းဖြစ်နိုင်နေပေါ့နော်ဒါပေမဲ့ပထမဆုံးအိပြေမရှိရတော့သူ့ရဲ့နာမည်ပေါ့အာ media တွေတော်များများ review တွေတော်များများမှာဒီကောက်ကိုအာဘာနဲ့စပြောကြမလဲဆိုတော့လူတွေကဘလောက်ပါကြောင်းနော်ဘလောက် ကိုင်းလို့ကောင်းချောင်းအဲ့လိုပြောလိုက်ကျွန်တော်အမြင်နဲ့မှာတော့လေဒီဖုန်းကသူ့ရဲ့အဓိကအားသာချက်ကသူ့ရဲ့ thickness မဟုတ်ဘူးလို့ထင်တယ်အဲ thickness ကလည်းဟိုအစိပ်ပိုင်းတစ်ခုတော့ပါတာပေါ့ဒါပေမဲ့တကယ်တမ်းပို့ပြီးတော့တိတာစီတာသူ့ရဲ့အထူးကြောင့်မဟုတ်သူ့ရဲ့အလေးချိန်ကြောင့်လို့ထင်တယ်ပြီးတော့ဒီဖုန်းကလေ Samsung ကထုတ်လို့ဒါတော့အားမရစရာဖြစ်နေတာ Samsung ကလွဲလို့တခြားဘယ် brand ကထုတ်ထုတ် ဒီတဲ့အများကြီးပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Okay ဆိုတော့တခုချင်းစီကျွန်တော်တို့အစားဖြေကြည့်လိုက်ကြရအောင်။ပထမအဆုံးကျွန်တော်တို့ design build quality ကိုပြောမယ်ပေါ့နော် Samsung ဖြစ်တဲ့အတိုင်းပဲ Samsung ရဲ့ S series lineup ထဲကတကောင်ဖြစ်တဲ့အတိုင်းပဲ build quality ကတော့လုံးဝ top notch ပဲ။အရှိဘက်မှာ Corning Gorilla Glass Ceramic 2ဆိုတဲ့ကောင်နဲ့အုပ်ထားတယ်။အနောက်ဘက်မှာ Victus 2နဲ့အုပ်ထားတယ်။ဘေးဘက်မှာ Titanium ဘောင်နဲ့ဆိုတော့ဖုန်းက ောင်းတောင်းတင်းတင်းရှိတယ်ချစ်ချစ်လေးလေးရှိတယ်ဟိုအရင်ခက်ကဖုန်းတွေလိုမျိုးပါလို့တည်မလားကိုေးသွားရမယ်အကျိုးသွားရမယ်ပုံစံမျိုးလုံးဝမခံစားရအောင်ဒီ material ဘိုင်းမှာတော့အခုနှစ်ပိုင်းထဲမှာဖုန်းတွေကတော်တော်လေးတိုးတက်လာတယ်လို့ပြောရမှာပေါ့နော်ဒီကောင်းရဲ့အထူးက5.8 mm ရှိပြီးတော့အလေးချိန်အားဖြင့်ဆိုလို့ရှိရင်163 gram ပဲရှိတယ်ပုံမှန်အားဖြင့်တော့ဒီကိန်းကနေနေရာအရင်ကြီး impressive ဖြစ်စရာမကောင်းဘာဖြစ်လို့လဲဆိုတာကိုရှင်းပြမယ်ဒီထက်ပိုပါတဲ့ အော်နာရဲ့ခေါက်ဖုန်းနေဟွာဝေးရဲ့ခေါက်ဖုန်းနေရှိတယ်။ဒါပေမဲ့သူတို့ကခေါက်ဖုန်းအနေနဲ့ဒီရှိတာဒီလိုမျိုးရိုးရိုး slap ဖုန်းတစ်လုံးအနေနဲ့ဒီလောက်ပါတဲ့ဒီလောက်ပေါ်တဲ့ flagship ဖုန်းတွေကိုကျွန်တော်တို့မမြင်ရတာတော်တော်လေးကြာပြီ။အဲဒါကြောင့်မှုလို့တော့ breath of fresh air လို့ဖြစ်နေတာပေါ့။ကျွန်တော်အရှိတုံးကပြောခဲ့တဲ့နော်ဒီကောင်းရဲ့အဓိကအားသာချက်ကအာ thickness ကြောင့်မဟုတ်ဘူးသူ့ရဲ့အလေးချိန်ကြောင့်လို့ဘာလို့ထင်လဲဆိုတော့ဒီကောင်ကအရန်ပါလုံးနေတယ် ကန်ရတာလက်ထဲမှာ grip မရှိဘူးလို့ခံစားရတယ်။မသိဘူး။အာနည်းနည်းခယူးတစ်စိုက်ကန်နေရတယ်လို့ခံစားချက်မျိုးရတယ်။ပို့တော့ကန်ရတာတော့တက်တောင့်တက်တာရှိရဆိုပေမဲ့ဘယ်လိုခေါမလဲကျွန်တော်ဒီကောင်ကိုကန်နေတဲ့အချိန်မှာအမြဲတမ်းကြကွဲသွားရမယ်ဆိုတဲ့ခံစားချက်ကြီးအမြဲတမ်းရတယ်။အဲ့ဒီချက်ကိုတော့သိမကြိုက်ဘူး။ဒီဖုန်းကသူပါလိုက်ဖို့အတွက်လုပ်ရတဲ့အာ compromise ရဲ့လူကြီးကြီးမားမားမရှိဘူး။ပြောရင်တစ်ခုပဲရှိတယ်။အကြီးမားဆုံးပေါ့နော်။3900 mAh battery 3900 mAh ဆိုတာကျွန်တော်တို့2012 34အဲ့လောက်တုန်းကတော့လုံလောက်တယ်ဆိုပေမဲ့အခုခေတ်အရန်လင်းတဲ့အာ AMOLED screen တွေအရန် power hungry ဖြစ်လာတဲ့ Snapdragon 8 Elite လိုမျိုး chip တွေအဲ့ဒါတွေနဲ့မှဒီကောင်တိတ်ပြီးတော့မလုံလောက်ချင်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ personal အမြင်ပေါ့နော်ဒီကောင်ကိုကျွန်တော်တပတ်လောက်စမ်းသုံးပြီးတဲ့အချိန်မှာတော့သူ့ရဲ့ battery life ကအရင်ကြီးမဆိုးဘူးလို့ထင်တယ်အဲအဲ့ဒါလीအ အာတူတယောက်ချင်းစီရဲ့ perspective နဲ့လည်းတော့ moody လိမ့်မယ်ကျွန်တော်ကဘယ် background ကလာတာလဲဆိုတော့လောလောဆယ်မှာ Android phone တွေမှာဆိုလို့ရှိရင် folding phone တွေသုံးနေတာ folding phone မှာမှာ honor magic v3 ကို daily သုံးနေတာပေါ့နော်ဆိုတော့ပုံမှန်လင်းပြောရင်အဲ့ honor magic v3 ကလည်း battery သိခံတဲ့ phone မဟုတ် folding phone ဖြစ်တဲ့အတွက်ပေါ့နော် folding phone တွေမှာတော့မဆိုးဘူးဆိုတဲ့ battery နေသားရှိတယ်ဆိုပေမဲ့ cell phone တစ်လုံးအနေနဲ့ဒီ2025 standard ပေါ့နော်9500 mAh 6000 mAh အဲ့ standard တွေနဲ့သွားရှင်လိုက်ရင်တော့ဒီကောင်းရဲ့3900အနည်းကောင်းနည်းနေမှာပေါ့ဒါပေမဲ့ကျွန်တော်ရဲ့ usage pattern နဲ့မှာတော့အဆင်ပြေတယ်ကျွန်တော်ကကားပေါ်မှာဆိုလို့ရှိရင်လည်းအသွင်လို့ရတယ်နော်အိမ်မှာဆိုလို့ရှိရင်လည်း wireless charger နဲ့အမြဲတမ်းတင်ထားလို့ရတယ်အိပ်ပြီဆိုလို့ရှိရင်လည်းကျွန်တော်ကအားကိုတွင်းတွင်းပြီးတော့အိပ်တယ်ကျွန်တော်ကအားနေ battery ကိုထိုင်အားသွင်းနေတဲ့သူပေါ့နော်ပြီးတော့ကျွန်တော်အပြင်သိမ့်မသွားဘူးအာအပြင်တစ်ခါတစ်ခါသွားရင်လည်းသိမ့်မကြဘူးဆိုတော့အာကျွန်တော်အနေနဲ့မှာဒီကောင်းရဲ့ battery life ကိုအရင်ကြီးအပြစ်မမြင်ရက်ဘူးပေါ့ဒါပေမဲ့ ဖုန်းကိုနော်ကိုက power user တယောက် game တွေဘာတွေဆော့တယ်နော်ရုပ်ရှင်တွေဘာတွေကြည့်တယ်တစ်ချိန်လုံးဖုန်းကိုသုံးနေတဲ့သူဆိုလို့ရှိရင်ကတော့ဒီ 3900mAh ဆိုတာဘယ်လို့မှမလုံလောက်တာတော့ငင်းလို့မရဘူးဒီနေရာမှာဒီဖုန်းကို Samsung ကမဟုတ်ဖိနေတခြား company တွေကလုပ်မယ်ဆိုလို့ရှိရင်အများကြီးပိုစိတ်ဝင်စားဖို့ကောင်းမယ်ဆိုတာအဓိကကတော့ silicon carbon ညောင်းအခုလက်ရှိ silicon carbon battery ကိုမသုံးနဲ့ဖုန်း brand ဆိုလို့ပြောရရင် Samsung ရဲ့ Apple ရဲ့ပဲရှိတော့တယ်ပေါ့နော်ជីជីမမပေါ့ជីជីမမဆိုရင်အဲ့ဒီ Google လဲတော့ရှိသေးတယ် Google Pixel တွေလည်းမတုံသေးဘူးပေါ့ပြောမှလို့လို့ရှိရင်အနောက်တိုင်းနိုင်ငံတွေရဲ့အာကိုရီးယား brand ဖြစ်တဲ့ Samsung ရဲ့ကလွဲလို့ရှိရင်ဂျန်နဲကောင်တွေအကုန်လုံးက silicon carbon battery တွေဖြစ်နေပြီတကယ်လို့ဒါဒီဖုန်းမှာ silicon carbon battery နဲ့ဆိုလို့ရှိရင်4500 mAh လည်းဖြစ်သွားနိုင်တယ်9000 mAh လောက်အထိဖြစ်နိုင်မလားပေါ့နော်ဒါခန့်မှန်းလို့ရတာပေါ့အာကျွန်တော်နှိုင်းရှင်ပြပြမယ်ဆိုလို့ရှိရင် Honor Magic V3 မှာဆိုလို့ရှိရင်9150 mAh battery ပါတယ် silicon carbon battery နဲ့ ဲ့ဖုန်းကလည်း folding phone ဖြစ်တဲ့အတွက်ဘက်ထရီအတွက်နေရအများကြီးမပေးနိုင်ဘူးဆိုသည့်တိုင်ဒီကောက်မှာအဲ့လောက်ဘက်ထရီရတယ် Samsung က silicon carbon battery သုံးတဲ့ကုမ္ပဏီတစ်ခုဆိုလို့ရှိရင်ဒါစဉ်းစားကြည့်ရပါတော့ဟုတ်ကဲ့နောက်ထပ်အာအားနေချက်ကဘာလဲဆိုတော့သူ့ရဲ့ charging speed ပေါ့ဒီကောက်ရဲ့ charging speed ကကျိုးနဲ့သွင်းမယ်ဆိုလို့ရှိရင် 25W နဲ့ပဲသွင်းလို့ရမယ် wireless charging နဲ့ဆိုလို့ရှိရင် 12W ပဲရတယ်အဲ့ဒါအဲ့မြန်မာနိုင်ငံလိုမီးရမ်းပြတ်တဲ့နိုင်ငံမျိုးမှာဆိုလို့ရှိရင်အဆင်မပြေဘူးစဉ်းစားကြည့်ရင် battery life က တိတ်မကောင်းဘူးဆိုရင်တောင်မှဘက်ထရီအသွင်းတာမြန်တယ်ဆိုလို့ရှိရင်နည်းနည်းပို့ပြီးတော့လက်ခံပေးလို့ရတယ်ဒီကောင်က Samsung ဖြစ်နေတဲ့အခါကျတော့ silicon carbon battery ကလည်းမတုံးအသွင်းတာလည်းနှေးဆိုတော့အဲ့ဒီမှာနည်းနည်းတော့တိုင်ပတ်သွားတယ်โอเคထားပါတော့နော်ဘက်ထရီဘိုင်းကဒီလောက်ပဲကျွန်တော်အမြင်နဲ့မှာတော့ဒီလောက်ပဲโอเคနိုင်ချင်ပြီးပြောရမယ်ဆိုလို့ရှိရင်အာ Honor Magic V3 လိုမျိုး folding phone နဲ့ဒီကောင်မျိုးနဲ့ဆိုရင်ဘယ်ကောင်ပိုခံလဲဆိုတော့ဒီကောင်ကတော့နည်းနည်းလေးပိုခံတယ်ထဲမှာပါသေးတယ်။မှန်တယ်ဟိုကောင်က9100 mAh ဝန်းကျင်လောက်ပါတယ်ဆိုပေမဲ့ ဟို folding phone မှာကျတော့ကျွန်တော်ဖုန်းကိုအမြဲတမ်းဖွင့်ဖွင့်ပြီးတော့သုံးတာဆိုတော့သူ့ရဲ့ display ကြီးက8 inch display ကြီးပေါ့နော်ဒီကောင်လိုမျိုး6.7 inch display လောက်လေးမဟုတ်ဘူးဆိုတော့ power saw အများကြီးပုံများတယ်အားကြောင့်မလို့ဖြစ်နိုင်တယ်ဒါကြောင့်မို့လို့လေကျွန်တော်ဒီဖုန်းကို battery life အရင်ကြီးအားနေတာမဟုတ်ပါဘူးလို့ကျွန်တော်ရဲ့ personal ခံစားချက်ကအဲ့ဒီကနေလာတာ okay ဒုတိယအနေနဲ့ဆက်ရမယ်ဆိုလို့ရှိရင် camera camera မှာဒီကောင်က compromise လေးလုပ်ထားတယ် compromise လေးမလုပ်ထားဘူးတစ်ချိန်တည်းမှာပဲပေါ့နော်ဘာဖြစ်လို့ဆိုသူ့ရဲ့ ဒီ main camera က S25 Ultra မှာတုံးထားတဲ့200 megapixel camera ပဲဆိုတော့အဲ့ဒီအပိုင်းမှာတော့အဆင်ပြေတယ်အဆင်မပြေတာကဘာလဲဆိုလို့ရှိရင်ကျန်တဲ့အပိုင်းတွေမှာဘာမှအဆင်မပြေဘူးဥပမာအဖြစ် Ultra wide ဆိုလို့ရှိရင်လည်းကျွန်တော်တို့ S25 Ultra တို့ဘာလို့မှမြင်ရတဲ့ Ultra wide မဟုတ်ဘူးဒီကောင်ကအဲ့ထက်ပို့ပြီးတော့ sensor size တေးတယ်အဲ့ထက်ပို့ပြီးတော့အာဒုစိတ်တွေပါပြီးပို့ညံ့မယ်နော်ပြောမယ်ဆိုလို့ရှိရင်တော့ဗျာ2025 flagship level quality ရတဲ့ ultra wide မဟုတ်ဘူးပြီးတော့ဘာ telescope မှမပါဘူး ဒါပေမဲ့200 megapixel ကင်မရာဖြစ်တဲ့အတွက်ကျွန်တော်အခုလိုမျိုး digital crop နဲ့ solution လေပုံနေရာကြည့်ပြောရှုပြောလေးတော့ရှိသေးတယ်ပေါ့နော်ပြောလို့ပြောတာမဟုတ်ဘူးဒီနေရာမှာလေ ultra wide မပါဘဲနဲ့တလုံးနဲ့ပဲလှုပ်လိုက်ပြီးတော့ကင်မရာဘက်ကဒီတဲ့နည်းနည်းပိုသေးပြီးတော့ဒါလောက်မှကောင်းတဲ့ကင်မရာဆိုလဲကျွန်တော် I don't mind ဒါအဲ့လိုဆိုလို့ရှိရင်ဖုန်းကပိုပါသွားမယ်ပေါ့နော်အခုကပါလာတော့ပါတယ်မှန်တယ်ဒါပေမဲ့ကင်မရာဘက်ကတော့ရှိနေသေးတယ်ပေါ့အဲ့တော့ပဲရှိတယ် โอเค display ဘက်ကိုဆက်မယ် display ဘက်ကိုကြည့်လိုက်လို့ရှိရင်ဒီကောင်က6.7 inches ရှိတယ်ဆိုတော့ဒီလိုမျိုး compact phone လို့ပြောလို့ရတဲ့အထက်မှာ display အကြီးဆုံးထဲမှာပါတယ်ဗောနော်ဒီ2025မှာဖြစ်လာမဲ့ trend က screen size ကတော့ခက်ကြီးကြီးဒါပေမဲ့ပါမယ်ပေါ့မယ်ဗော screen size တခုတည်းကပဲကျန်းနေတာမဟုတ်ဘူး Samsung ဖြစ်တဲ့အတွက်သူ့ရဲ့ AMOLED quality ကတော့ပြောနေစရာမလိုအောင်ကောင်းတယ် brightness ကလည်းပိုးစိုးပါးစပ်မိုက်တယ်အဲဒါပေမဲ့ S25 Ultra တို့ဘာတို့မှာပါတဲ့ anti reflective coating နဲ့မဟုတ်ဘူး ဘာဖြစ်လို့လဲတော့မပြောတတ်ဘူးအဲ့ဒီကုတ်တင်ထည့်လိုက်လို့ရှိရင်ဒီဖုန်းကပိုလေးသွားမှာမဟုတ်လို့လားပိုထူသွားမှာမဟုတ်လို့လားကျွန်တော်ကအဲ့လိုတော့မမြင်ဘူးပေါ့နော်ဒါတော့တို့ S25 Ultra ကိုကာကွယ်တဲ့အနေနဲ့အဲ့ဒီ anti reflective coating မထည့်ထားတာလို့ထင်တယ်စဉ်းစားကြည့်လိုက်ရင်အဲ့ဒီ coating လေးပါလို့ရှိရင်ဒီဖုန်းကအများကြီးပိုကောင်းမှာဘာလို့လဲဆိုတော့အပြင်မှာကျွန်တော်တို့နေအောင်အောက်တွေဘာတွေထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်နော်အဲ့လိုအလင်းတိတ်မပြောင်းတဲ့အခါမှာ screen ရဲ့ brightness ကိုအများကြီးတင်စရာမလိုဘူးအဲ့လိုတင်စရာမလိုလို့ရှိရင်သူ့ရဲ့ battery size တွေဘာတွေမှာလည်းတက်တာသွားမယ်ကျော်နေသွားမယ်ပေါ့နော်အဲဆိုတော့ များကြီးပို့ပြီးတော့သုံးလို့ကောင်းတဲ့ usability ပို့ကောင်းတဲ့ဖုန်းတလုံးဖြစ်သွားမှာဘာဖြစ်လို့မထည့်လဲတော့ကျွန်တော်မပြောတော့ display ရဲ့အောက်မှာလည်းသူက ultrasonic fingerprint scanner လည်းပါတယ်ဒါဒီဘိုင်းမှာလည်းမလျှော့ထားဘူးပြောရရင်ဗျာ resolution เนาะ resolution ကိုလည်း full hd plus မဟုတ်ဘဲနဲ့ quad hd plus resolution ထိသူတို့ထည့်ပေးထားတယ်ဒါပေမဲ့ဒီဖုန်းဒီ battery size မှာတော့အဲ့ဒီ resolution ကမတုံးသင့်ဘူးလို့ကျွန်တော်တို့ထင်တယ်ဖွေးရှိပတ်စနေပဲတုံးပါတော့အရင်လဲကွာလာတာမဟုတ်ပါဘူး။ Okay နောက်ထပ်တစ်ခုက performance အာဒီဘိုင်းကကျွန်တော်အနေနဲ့ဒီဖုန်းမှာအားအနည်းဆုံးလို့ထင်တယ်ဗောနော်သူတို့တုံးထားတဲ့ SOC နဲ့ဒီဖုန်းတွေကမလိုက်ဘူးလို့ကျွန်တော်ခံစားရတယ်ဘာလို့လဲဆိုတော့ Snapdragon 8 Elite ဆိုတဲ့ chip က power ဆော့တက်တာတဲ့ chip မဟုတ်ဘူးကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒီ Oppo ရဲ့ Find N5 လို့မျိုးဒီ folding phone တွေမှာဆိုလို့ရှိရင် 8e ကိုတုံးထားတယ်ဆိုပေမဲ့ဒီကောင်က core 6ခုပါတာမဟုတ်ဘဲနဲ့ core 9ခုပါတဲ့ variant ကိုတုံးတာပေါ့နော်အဲ့ဒီ version ကိုတုံးတာ ဒီကောက်မှာကျတော့6ခုလုံးလဲပါတယ်ပြီးတော့ Snapdragon 8 Elite for Galaxy เนาะနည်းနည်းလေး slightly overclock လုပ်ထားတဲ့ version ကိုတုံးထားတာတုံးထားတော့ဘာထူးသွားလဲဆိုတော့ဘာမှတော့မထူးသွားဘူးအာပုံမှန် Snapdragon 8 Elite တွေထက်နည်းနည်းပိုပူတယ်ဘာလို့ဆိုဒီကောက်မှာနေရာသိမ်းမရှိဘူး cooling လုပ်ပေးစရာနေရာသိမ်းမရှိဘူးပိုပူတဲ့အခါကျတော့ကျွန်တော်တို့အခုဒီမှာပြထားသလိုမျိုးပဲပေါ့နော် 3D Mark Wildlife Extreme Stress Test ဘာညာလုပ်တဲ့အခါမှာလေအာ performance ကတခြား Snapdragon 8 Elite ဖုန်းတွေထက်စားလို့ရှိရင်တာမန်တော်တလင်းနည်းနည်းလေးပိုများတယ် တခုခုနည်းနည်း heavy ဖြစ်တာလွတ်လိုက်ပြီဆိုလို့ရှိရင်ဒီဖုန်းရဲ့ပူတက်လာတာကြီးကကြောက်စရာကောင်းတယ်။ဒါပေမဲ့ပုံမှန်ပေါ့နော် social media သုံးတာတို့အမ် YouTube video ကြည့်တာတို့လောက်မှာတော့ efficient တော့ဖြစ်တယ်ပေါ့နော်။ game တွေပါလေဆော့လိုက်ပြီဆိုလို့ရှိရင်တော့အပူကလည်းကြောက်စရာကောင်းသလိုကျသွားတဲ့ battery life ကြီးကလည်းကြောက်စရာကောင်းတယ်။ဆိုတော့ game ဆုံးမယ်ဆိုရင်တော့မိတ်ဆွေဒီဖုန်းကဝေါဝေါကရှိဝူဝီရဲ့ရှောင်းပါမယ်ဖုန်း။ဆိုတော့ conclusion ရပြောမယ်ဆိုလို့ရှိရင်ဒီဖုန်းကမိုက်လာ၊ကိုင်လို့ကောင်းလား၊ဝယ်သင့်လားဆိုလို့ရှိရင်ခင်ဗျာ Samsung fan လည်းဖြစ်တယ်။ အဲ compact phone တော့လိုချင်တယ်ဒါပေမဲ့အခုလိုမျိုးเนาะဘယ်သူမှ compact phone တွေမထုတ်ကြတော့ဘူးအကုန်လုံးက phone ကြီးတွေကြီးပဲထုတ်တယ်ဆိုတော့ခင်မှာ compact phone feeling မျိုးလေးခံစားချင်တယ်ဆိုလို့ရှိရင်တော့ဒီ phone ကအဲ့ဒီ niche market အတွက်ကတော့မိုက်တယ်ပြီးတော့ကျွန်တော်လိုမျိုးအပြင်သိမ့်မထွက်တဲ့သူ phone ကိုအရင်ကြီး heavy use မသုံးတဲ့သူအတွက်နဲ့မှာဒီကောင်က showpiece တစ်ခုအနေနဲ့ခြင်လို့ကတော့ကောင်းတယ်ဒါပေမဲ့ ရွေးချယ်စီရာများပြားလှတဲ့ကျွန်တော်တို့2025ကြီးမှာဒီတဲ့အများကြီးဈေးပိုတက်တာပြီးတော့ဒီတဲ့အများကြီးပို့ပြီးတော့ user ပဲဖြစ်တဲ့ဖုန်းတွေကအများကြီးရှိနေပြီလို့ထင်တယ်။ဆိုဒီဖုန်းကိုကြည့်ပြီးတော့ကျွန်တော်စဉ်းစားမိတာပေါ့နော် iPhone 17 Air ကရောဒီကောင်လမ်းစဉ်အတိုင်းပဲလိုက်မှာလား။ဒီကောင်နဲ့ဘာတွေကွာမှာလဲ။အဲ့ဒါတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။တေးကြတာတော့ဗျာ။ညမနေငယ်ကလူအုပ်ကြီးနေရတော့ဒါဒီဖုန်းကတိတ်ကြိုက်တဲ့ဖုန်းတိတ်လိုက်တဲ့ဖုန်းတော့မဟုတ်။ဒါပေမဲ့ တူတယောက်ချင်းစီပေါ်မှာတော့မူတည်တာပေါ့နော်ခင်ဗျားတို့ကတော့ဘလို့မြင်လဲဖုန်းတွေကိုထူးချင်းထူးပါစေလေးချင်းလေးပါစေ performance ကောင်းဖို့လိုတယ် battery ကောင်းဖို့လိုတယ်ဆိုတဲ့အဖွဲ့ရလားဒါမှမဟုတ်အဲအဲ့လိုကြီးကောင်းစရာမလိုဘူးเนาะအဲကင်မရာတွေပါဆိုလို့ရှိရင်လဲ zoom တွေပဲတိဆွဲရိုက်တာမဟုတ်ဘူး main camera ကောင်းကောင်းလေးတစ်လုံးပဲထည့်ပေး build quality ကောင်းကောင်း performance အလေအလက် battery life လည်းတိတ်မလိုဘူးပါဖို့ပဲလိုတာပော့ဖို့ပဲလိုတာဆိုရင်တော့ဒါလောလောဆယ်မှာတော့ဒီဖုန်းကနေလွဲပြီးတော့တခြားရွေးချယ်စရာမရှိဘူး လလောဆယ်မှာဒီကောင်ကတော်တော်လေး unique ဖြစ်တဲ့ဖုန်းဖြစ်နေသေးတယ်။ဆိုတော့ခင်ဗျားဖေအုပ်စုတွေရတယ်။အောက်က comment တွေမှာဝင်းရောက်ဆွေးနွေးခြင်းခုံမြန်မြန်သားလို့ရပါတယ်။ Okay. နောက်နေမှတွေ့ရပါတော့။